မြန်မာနိုင်ငံအနောက်ဘက်ကပြည်နယ်တစ်ခုဖြစ်တဲ့ရခိုင်နဲ့ရှမ်းပြည်နယ်မှာမြို့နယ်ပေါင်း26မြို့နယ်ရှိရမှာမြို့နယ်20ခုကိုအာရခတက်တော် AA နဲ့ရှင်းတော်လန်ရေးလက်နက်ကိုင်အဖွဲ့အစည်းတွေကတိုက်ခိုက်သိမ်းပိုက်ထားပြီးဖြစ်ပါတယ်။ဒါကြောင့်ရခိုင်ပြည်နယ်မှာမြို့နယ်ပေါင်း18ခုရှိရမှာပြည်နယ်မျိုးရော်စစ်တွေကြောက်ဖြူနဲ့မအောင်မျိုးရော်သာကြန့်ရှိတော့ပြီးရှင်းပြည်နယ်မှာဆိုရင်လေမျိုးနယ်6ခုရှိရမှာပြည်နယ်မျိုးရော်ဟာခါထန်တလန်နဲ့ ကြီးထိန်တို့သာစစ်ကောင်စီလက်အောက်မှာကျန်ရှိတော့တယ်လို့သိရပါဗျ။အာရခတတော် AA ဟာရှင်းပြင်းတွေကပလဝမြို့နယ်အပါအဝင်ရခိုင်ကမြို့နယ်15ခုအထိသိမ်းပိုက်ထားပြီးရှင်းညင်အောင်တပ်ဖွဲ့ဆိုရင်လေအာရခတတော် AA နဲ့မဟာမိတ်ပူပေါင်းတပ်ဖွဲ့တွေရဲ့ပူပေါင်းကူညီမှုတွေနဲ့မတူပီမင်တက်ကံပလက်ဖလန်းစတဲ့မြို့နယ်၄ခုကိုသိမ်းပိုက်ထားပြီးဖြစ်ပါတယ်။ရှင်းကောင်စီကတော့တွန်းဆက်မြို့နယ်ကိုသိမ်းပိုက်ထားတာဖြစ်ပါတယ်။ အရခတက်တော်ဟာလက်ရှိရခိုင်ကလက်ကျန်မျိုးတွေဖြစ်တဲ့စစ်တွေကြောက်ဖြူမျိုးတွေမှာစီးရီးဖော်ဆောင်နေပြီးများမကြာမီမှာမြို့သိမ်းတိုက်ပွဲတွေဆင်းရဲလာနိုင်ကြောင်းတိုက်ပွဲတွေရှေ့မှာပိုပြီးပြင်းထန်လာနိုင်တယ်လို့လည်းစီးရီးအကိခတ်တွေကသုံးသပ်ထားပါတယ်အလားတူပဲရှင်းညင်အောင်ဆိုရင်လည်းရှင်းပြည်နေကကြန့်ရှိနေသေးတဲ့မြို့နေသုံးခုအထက်ကထန်တလန်နဲ့တိတိမျိုးတွေကိုဆက်လက်ထိုးစစ်ဆင်သိမ်းပိုက်လာနိုင်တယ်လို့လည်းသုံးသပ်ပြောဆိုမှုတွေထွက်ပေါ်နေပါတယ်